တော့အယောက်300ဇာလောက်ပြအယောက်300ဇာလောက်ချက်ပြုတ်ကျွေးမွေးကိုပြင်ဆင်လာတာဖြစ်တယ်ဗျာနော်အဲဒီနေ့ဝင်နေအမတ်တရစရိဇာကျွေးရတဲ့ရင်ထဲရပီတိကတော့တကယ်ကိုဘာဆိုဘာနဲ့မှမလဲနိုင်ဘူးနော်ပြီးတော့ဒီလိုမျိုးပေါ့အဲအကျွေးမွေးပြုလုပ်တဲ့နေရာမှာလည်းကျွန်တော်တို့တကယ်ပီတိဖြစ်ရတယ်ပြီးတော့ဟိုဘယ်လိုပြောမလဲဒီလိုအသက်40ပြည့်မွေးနေပေါ့နော်အန်ဒါဒီကြီးကျယ်ကျယ်နဲ့နော်ကျွန်တော်ဒါဝတ်ဝတ်သားဆိုလဲအချိန်30အဲစံတအိတ်နဲ့နော်နှင်းညုံကပြိုင်ချက်နဲ့ တန့်ရှင်တရားကြောင့်ချက်ပြုတ်ကျူးမိတာဖြစ်တယ်လာစားကြတဲ့လူတွေရောเนาะဆိုတော့ကျွန်တော်တို့ဒီ9ရက်သားသမီးများအားလုံးကျွန်တော်ကာဆမာများအားလုံးเนาะကျွန်တော်မိဘနှပါဦးထိပ်ထားလေးရဲ့အဲအားလုံးအားလုံးလာရောက်ဝိုင်းဝန်းပြီးဂုဏ်ပြုဝေးတဲ့တော့ဗောနော်ရန်ကုန်ကျေးဇူးတင်ပါတယ်เนาะအဲ့ဒါလေးပြောချင်ပါတယ်ဗျဒီ ရှင်းတော်မလားခေလာကြတဲ့မိတ်ဆွေပေါ်လာပေါင်းသင်းများတို့ခမညာကျွန်တော်များရေတိုင်းနေသားကြီးအမကျွမြို့လေလဲတဲ့စိန်ကြရရှိနိုင်ကျွန်တော်တစိခုနှစ်တွင်စသည့်ရောင်ချလေးရရှိတော်လဲတဲ့ကိုပြီးအသက်40ပြည့်မွေးနေ့မင်္ဂလာအခမ်းပွဲကြီးတွင်ဖြစ်ပါလေခမညာ အဲဒီနေ့မွေနေ့အမတ်တရစရိယာကျွေးရတဲ့ရင်ထဲရပီတိကတော့တကယ်ကိုဘာဆိုဘာနဲ့မှမလဲနိုင်ဘူးเนาะပြီးတော့ဒီလိုမျိုးပေါ့အဲအကျွေးမွေပြုလုပ်တဲ့နေရာမှာလဲကျွန်တော်တို့တကယ်ပီတိဖြစ်ရတယ်ပြီးတော့ဟိုဘယ်လိုပြောမလဲဒီလိုအသက်40ပြည့်မွေနေ့ပေါ့เนาะအဲဒါကြီးကြီးကျယ်ကျယ်နဲ့เนาะကျွန်တော်ဒါဝတ်ဝတ်သားဆိုလဲအဲအချိန်30အဲစံတအိတ်နဲ့เนาะနှင်းညုံကပြားကြီးချက်နဲ့တန့်ရှင်တတ်ရတော့နဲ့ချက်ပြုတ်ကြည့်မိတာဖြစ်တယ်လာစားကြတဲ့လူတွေရောเนาะ တော့ကျွန်တော်တို့ဒီခုနှစ်ရက်သားသမီးများအားလုံးကျွန်တော်ကာဆယ်မာများအားလုံးเนาะကျွန်တော်မိဘနှပါဥထိတ်ထားလေးရဲ့အဲအားလုံးအားလုံးလာရောက်ဝိုင်းဝန်းပြီးဂုဏ်ပြုဝေးတဲ့တော့ဗောနော်ရန်ကုန်ကျေးဇူးတင်ပါတယ်เนาะအဲ့ဒါလေးပြောချင်ပါတယ်ဗျသမင်းကျူရတာတော့ပုံမှန်ဆိုကျွန်တော်ဒါဆိုပုံမှန်ဆိုရင်လေပူတဲ့အချိန်မှာကျူရမှာအခုကတော့မိုးတွေရွာနေလေလာရောက်ပြီးတော့အားပေးကြတယ်နော်စားတော့ကြတယ်အဲ့ PD ကတော့တကယ်ဘာနဲ့မှမတူတဲ့ PD ဖြစ်တယ်ဗျတကယ်အမတ်တရားဖြစ်တာပေါ့နော် တော့အယောက်300ဇာလောက်ပြ။အယောက်300ဇာလောက်ချက်ပြုတ်ကျွေးမွေးကိုပြင်ဆင်လာတာဖြစ်တယ်ဗျာနော်။ဒီနေရာလေးကလေတကယ်တမ်းဆိုရင်ဘယ်လိုပြောမလဲ။နည်းနည်းဟိုဘယ်လိုလွမ်းမားတဲ့အထဲမှာပါတယ်ဗောနော်။အဲဒါကြောင့်မို့ကျွန်တော်လည်းဒီနေရာလေးကိုတကယ်ကျွေးခြင်းတယ်။ပြီးတော့ဒီလမ်းထဲကလူတွေကလည်းမိသားစုစိတ်ဓာတ်ရှိကြတယ်။ဘာပဲလှုပ်လှုပ်ဝိုင်းလှုပ်ပြီးကြတယ်နော်။အဲ့တော့စားတဲ့အခါလဲမရှက်မကြောက်ပဲလောက်ရရင်လဲမခုမကန့်နဲ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီလမ်းထဲမှာခလေးတွေလည်းများတဲ့အတွက်ကျွေးမှုရတာလေတကယ်ပီတိဖြစ်တယ်ဗျဟုတ်ကဲ့ပါဗျအဲအဲ ြန်တဲ့ကလေးတွေလုံးရရှိနေလုံးရသားရရှိနေလဲဝိုင်းစားကြတာလို့ ေပေါ်တာပေါင်းသိများတို့ခမညာကျွန်တော်များရေတိုင်းနေတာကြီးအမကျွမြို့လေလဲတဲ့စိန်ကြရရှိနိုင်ကျွန်တော်တစိခုနှစ်တွင်စသည်ရောင်းချလေးရရှိတော့လဲတဲ့ကိုပြီးအတော့၄၀ပြည့်မွေးနေ့မင်္ဂလာအခမ်းပွဲကြီးနေဖြစ်ပါတယ်ခမညာ နှစ်တိုင်းဆိုရင်တော့မွေးနေ့ဆိုရင်တော့ကျွန်တော်အဲလက်ဆောင်လေးတွေမဲဖောက်ပေးတာဗာညာဒီလောက်ပေါ့အချင်းရောင်းတော့ပဲရှိတယ်ဒီနှစ်ကတော့ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပြီးတော့မှအဲဖြစ်ပေါ်လာတဲ့ဆန္ဒလေးကတော့ကျွန်တော်ပြီးတော့ညကျရင်လည်းကျွန်တော်ဒီနေ့ကတော့ဒါကျွန်တော်ပြောရတယ်ပေါ့အဲကလေးတစ်ထောင်ခွေးတစ်ထောင်ကြီးမယ်ဆိုပြီးတော့အဲကလေးတွေကျွေးရတာတကယ်ပြုလို့ရဖို့ကောင်းတယ်အဲကလေးရောလူကြီးရောပေါ့နော်ညကျရင်လည်းကျွန်တော်ဒီလိုတိလေးတွေကိုလည်းကျွန်တော်အစာကျွေးဦးမှာဖြစ်တယ်အဲပုံမှန်လည်းကျွေးနေကြဖြစ်တယ်ဒီနေ့ကလည်းအထူးနေ့မွေးနေ့ဆိုတော့လေအဲဒီကလေးလေးတွေကို